ကြည့်ရတဲ့ဟာလေနည်းနည်းအဲ့လိုရုပ်ဆိုးပြီးတော့ကြမ်းတယ်ဒီမှာနဲ့ resin နဲ့ဆိုဘာသူရွှေမှာလဲတကယ်လကားရလို့ကောသေးတာပါဟုတ်ကျွန်တော်တို့အဲဒီ monster infinity garden နဲ့ဒီ chainsaw man razor နဲ့ရွှေဆိုလို့ရှင်တော့ကျွန်တော်တယောက်တည်း personal feeling ရသလိုရှင်တော့ဒီကားပူကြိုက်တယ်ပေါ့ ကျွန်တော်အခုရောက်နေတာတော့ Junction City Junction City ရဲ့ Jessie Plus ဆိုပါလေအဲ့မှာကျွန်တော်အရင်ကြည့်ချင်တဲ့ရုပ်ရှင်ကတည်းကယုံတင်လို့ဗျာအဲ့ကားကတော့ဒါ Chainsaw Man the movie ပေါ့လေ Raise up ပေါ့ anime ဗျာလက်ရှိနိုင်ငံတကာမှာလည်း hot နေရဲ့မြန်မာပြည်မှာလည်း draw hot တယ်ပေါ့လေဒီနေ့ဆိုလို့ရှိရင်တို့ watch party လုပ်ပြီးတော့ cosplay အများကြီးနဲ့လာကြည့်ကြရပေါ့အဲ့တော့ဒီတစ်ခါကတော့ဒီက review ပြောတဲ့အချိန်မှာကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးဒါတော့ရှင်သွင်းရင်ပါမင်္ဂလာပါညီမလေးဟာဒီကောင်ကြည့်ဖို့အားခဲတာပြီလားလုံးဝခမ်းတက်ဘရဇီးရဲ့မာကီမာရဲ့ဘာတူးကြိုက်လား ာကီမာရော obviously မာကီမာကြိုက်တယ်တတိတော့ထားဟုတ်ဆိုချိန်ဆောင်မှန်းနဲ့မှာတကယ်တော့ character ကို bad character ကိုအရင်ကြိုက်တယ်ဆိုတာမျိုးတော့မရှိအားသလိုရှိရင်ဒီနေ့အရင်တစ်ခေါက်တော့ကလည်း Demon Slayer တော့ကဒါရှင်ရင်းကပြောခဲ့ပေါ့လေဒါဒီဒီ anime ကြိုက်တဲ့ fan base အဲ့ community ကို support လုပ်ချင်လို့ပေါ့ဒီနေ့ကတော့အဲ့လို support လုပ်ချင်လို့လာအားပေးရလား support လည်းလုပ်ချင်တယ်ပြီးတော့ဇလန်ကလည်းအခုက season 1ဆာဆိုတော့လေနည်းနည်းတော့တည်ကျင်တယ်ဟာဘာဖြစ်မှလဲဆိုတော့အားသလိုဒီနေ့ cosplay ရအောင် ဒါထုံးတဲ့ Mr. ပေါ့နော်အကောင်လုံး Brazil ရဲ့အထာနည်းနည်းနဲ့ Okay ဘာရလို့ရှင်အရင်ကြည့်တာပေါ့နော်ပြီးမှအကိုတို့အမြင်လေးပြပြောကြပါ ကတော့ချိပြီးသွားတယ်ချိန်စောမန်ကတော့ဒုနေလဲကောင်းလားอืมတော်တော်ကြီးကိုမထင်မှတ်ထားရလေးပါ resilient ကတော့တနာဖို့ကောင်းတာเนาะမထင်မှတ်ပဲနဲ့ကိုတနာဖို့ကောင်းသွားဟုတ်လားမထင်မှတ်ပဲနဲ့ဒီရုပ်ရှင်ကနေပတ်သက်ပြီးပြောမယ်ဆိုလို့ရှင်တော့ပြောစရာကြီးများမှာထင်တယ်အဓိကကတော့ဇလန်းပေါ့လေတော်တော်များထင်ကြတယ်ခလေးကားလို့ထင်ကြတယ်ဒါပေမဲ့ခလေးကြီးဘူးလုံးဝမသိတော့လူကြီးက after ရလဲတော်တော်လေး disturbing ဖြစ်တဲ့ after နဲ့မှာပါတယ်တွေးရဲတွေးရဲတန်ရဲနဲ့ဘယ်လိုမှမသိဘူး သွေးရဲရဲတန်ရဲရဲထက်ပေါ့နော်ဟိုပုံမှန်တရဲကားတွေမှာဆိုလို့ရှိလို့ရှိရင်အဲ့လိုတွေ့ရတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးသူ့ဟာကြောက်ဖို့ကောင်းတာထက်အဲ့လို disturbing ဖြစ်တာကြည့်ရတာဟာလေနည်းနည်းအဲ့လိုရုပ်ဆိုးပြီးတော့ကြမ်းတယ်ဟော ရုပ်ဆုံးပြီးကျန်းတယ်ဆိုရင်မကြည့်ရကြိုက်တယ်မလားသူအဆန်ကိုအဆကမကြိုက်ဘူးတင်ငယ်ချင်းတွေမှာကြည့်ရတယ်မှလည်းတချို့တင်ငယ်ချင်းဆိုမကြည့်ဘူးဟုတ်ကိုကိုတန်ကအဲချင်းဆောမန်စတိုရီอ่ะဗောနော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြောလို့စကြည့်မိอ่ะအဆန်ကြောင်မဟုတ်ဘူးအဆန်ကြောင်ဆိုရွေးမဲ့ကားတော့မပါအောင်ဟုတ်ပါဘူးအဲ့တော့ကိုဇလန်နဲ့အချင်းပြန်ပြောပြမယ်ဗောလေဇလန်ကပြောမယ်ဆိုလို့ရှိရင်နှစ်ပိုင်းခွဲပြီးပြောလို့ရတယ်သူကဒီကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကအချစ်ဇလန်နဲ့ action scene တွေဗောကောင်လေးနဲ့ကောင်မလေးအချစ်ဇလန်ကတော့ဗျာပြောမယ်ဆိုလို့ရှိရင်ဒီဘယ်လိုပြောမလဲအဲ့ကောင်လေးကတွေ့တဲ့မှာမိမရဲအောင်ကြိုက်တယ် တွေ့သမျှမိန်းမလေးကြိုက်တယ်မင်းသားပေါ့လေဒန်ဂျီကတွေ့သမျှမိန်းမတဲ့အောင်ကြိုက်တယ်ဒါပေမဲ့ဒီ race ဆိုရကောင်မလို့သူချစ်မိွားတဲ့ဟာကတော့ဒါတခြားနှာကိစ္စတွေပါဘာမှမပေါ feeling ပေါ့ခံစားချက်ပေါ့ feeling ချင်းတူတယ်ဘယ်လိုပြောမလဲခံစားချက်ချင်းထက်တူကြရဆိုတဲ့ဟာကိုနှစ်လားပပလေးပြသွားတယ်အဲ့လိုပဲထင်တာပဲဘယ်လိုယူဆတမီးမြင်ကတော့အာဒီမင်းသား character ပေါ့နော်ဒန်ဂျီရဲ့ character ကအာ तू ကအရန်စုတ်ပြတ်တယ်ပြောမှာပေါ့နော်အရန်စုတ်ပြတ်ပြီးအရန်နှိမ့်ကြရဲ့ဘဝလာတော့ ကောင်းမလေးတောင်းကို like ကြိုက်တယ်လို့တော့မမြင်ဘူးဟိုတမန်ယောက်ျားလေးရှိရဲ့ pleasure မျိုးအဲထားပါတော့ပုံမှန်ဆိုရှိယောက်ျားလေးလူပြိုပေါက်ရောက်လာပြီဆိုရှိကောင်းမလေးတွေ့ဟိုကောင်းမလေးမိုက်တယ်ကောင်းမလေးမိုက်တယ် तू อ่ะအဲ့လိုလောက်ခွင့်မရှိတဲ့ဘဝလားအထွေထွေကောင်းမလေးတွေ like ကြိုက်တယ်ဆိုတာထားပါတော့တမင်းမြင်တာ तू อ่ะအဲ့လို deep pleasure ဟိုကစား तू မှာထူးဆန်းပြီးတော့ အဲသဘောကျရလို့ပဲမြင်တယ်အဲ့လိုမင်းကလေးတိုင်းလည်းကြိုက်တယ်နာဘူးလို့တော့မတွေ့ဘူးတကြီးဘက်ကကာဝယ်ပြီးရဲ့ဒါမလို့ပြောမလဲရှေ့နေနဲ့တွေ့ပြီပေါ့လေဘာပြောမှာကျွန်တော်တို့ဒါဘွန်နဝါနဲ့တလောက်ထီအောင်ဆွေးနွေးရရဆိုတော့ဒီကားကတမန်ကလေးကြီးရဲ့ကားတော့မဟုတ်ဘူးလူကြီးကြီးလည်းကြည့်လို့ရတယ်ပြီးတော့နောက်တစ်ခွာကျတော့ဒါဒီကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အချင်းချင်းအငင်းပွားကြတာပေါ့လေဒီမွန်စတရာနဲ့ဒီချိန်ဆောင်မန်းနဲ့ကဘယ်ဟာပိုကောင်းလဲဆိုတော့နှိုင်းရှင်လို့တော့သိမရဘူးထင်တာပဲနော်ဒီမွန်စတရာကျတော့ရှေ့မှာစီဇန်နေအများကြီးနဲ့ဖြတ်တန်ပြီးတော့မှသူကဒီမူဗီကားမှာအရန်ပေါက်တာချိန်ဆောင်မန်းကျတော့12ပိုင်းပဲ ထွက်သေးရဲ့ဒါပေမဲ့12ပိုင်းနဲ့တောင်မှတော်တော်လှုပ်ပြနိုင်တာတော့တော်တော်လေးကောင်းတယ်ပြောရမှာအဲ့ဒါဘယ်ကားပို့ကြိုက်လဲမတူအဲ့လိုတော့မပြောကြင်ဘောနော်ဒီမိုစလီယာလည်းတွက်သူကောင်းတယ်ဒီဟာလည်းကောင်းတယ်ပေါ့ဆွဲတဲ့ပုံစံတွေလည်းမတူအဲ့နောက်ပြီးတော့ဇက်လန်းဇက်အိမ်လည်းမတူဘူးကာရိုက်တာတွေသွားတဲ့ပုံစံလည်းမတူဘူးကျွန်တော်တို့အဲ့ဒီမွန်ဆီယာအင်ဖင်နတီကာဆန်နဲ့ဒီချင်းဆော့မန်ရေဇေးကနဲ့ရွေးဆိုလို့ရှိရင်တော့မွင်ကားနဲ့အုံနှောက်ခေါက်သွေးရွေးရတယ်လို့ပဲဘာဘူးကောင်းလဲတော့မပြောတတ်ဘူးပါလေဒါကျွန်တော်တယောက်တည်း personal feeling ရဆိုလို့ရှိရင်တော့ဒီကားပူကြိုက်တယ်ပေါ့ ော့နည်းနည်းဟိုဇလန်းကလည်းအခုမှ develop လုပ်ခါစားဆိုဟိုကောင်ကြောင့်နည်းနည်းတည်နေပြီကွာတည်နေပြီးတော့ဟိုကောင်အဓိကစားွားတာ back story ကြောင့်မို့လို့စားွားတယ်ပြီးတော့အယုတ်တွေအရန်ကြွတာပေါ့နော် debit နေရန်ကောင်းတယ်ဆွဲထားရဆအရန် detail ဖြစ်တယ် next level မှာရှိရပေါ့ဒီကားသွားတာကြောင့်သူအဲ့ဟာထက်အဓိက main ကဇလန်းဇက်အဖွဲ့စည်းပုံအဲ့ဒါတော်တော်အေးပေါ့အေးပေါ့ဇလန်းဇက်ဖွဲ့စည်း ဇန်ညွန်းတော်တော်ကောင်းလို့ပြောပါမယ်နော်ပြီးတော့နောက်ပြီးတော့ဒီကားရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကလည်းဒက်ဘင်ပေါ့နော်ဒက်ဘင်တွေတော်တော်မိုက်တယ်ဒီအခုနောက်ပိုင်းဂျပန်အနီမေးတွေတော်တော်များဒက်ဘင်တွေတော်တော်လေးမိုက်တာကိုတွေ့ရတယ်ဖိုက်တင်ဆင်းတွေမှာသုံးွားရဲ့အတန်တွေပါကြီးကတော့ရုံမှာကြည့်ရတာလုံးဝရှယ်ပဲနော်အဲ့ဒါဆိုလို့ရှိရင်ဒီ Chainsaw Man Razor ကိုပြိတ္တရီဘာကြောင့်လာကြည့်တဲ့လို့ထင်လဲညီမအမြင်လေးပြောပြရအောင်ဒီကဇလန်းကြောင့်မို့လို့ပေါ့နော်ဇလန်းစက်အိမ်ဖွဲ့စည်းပုံကအဲ့လိုဒီဟာကိုကြည့်ရတယ် အာဒီမိုစလီယာနဲ့အောင်မတူဘူးပေါ့နော်ဒီမိုစလီယာကခုနပြောလိုသူအဓိက back story စားရဲပြီးတော့ဟိုဆွဲထားရရအရန်ကြွရဲလုံးဝရုပ်လုံးကြွရသူကြောက်အာနည်းနည်း edge နည်းနည်းပို့ဖြစ်တယ်အဲနောက်ပြီးတော့ disturbing ဖြစ်တယ်ဒါပေမဲ့အကဲရဲများပေါ့နော်ကြည်နေကြဇလန်းတွေကိုအထားပါတော့အခုဆိုရုပ်ရှင်တွေအများကြီးရှိရပေါ့နော်အဲ့ဇလန်းတွေတွေကတခုကွဲထွက်တဲ့ဇလန်းဇက်အိမ်ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့အဲ့ disturbing ဖြစ်တဲ့ပုံရိပ်ကလေးတို့တီးခံပြီးတော့ လာကြည့်တဲ့ကားလို့ထင်ဘာလို့ဆိုတော့စောက်ထားတာလုံးဝဇက်အိမ်ကတော်တော်ကွဲတယ်ကျွန်တော်လည်းမလေးရှင်ထွေးရင်အတိုင်းပါပဲ sorry sorry တခုချက်ပြောလာဥပမာဥပမာပေးရမယ်ဆိုခုမှပေါ်လာဥပမာပေးရမယ်ဆိုလို့ရှင်မင်းသား character ဆိုပုံမှန်ကပေါ့နော် character မင်းသားကို character တိစောက်ကြဆိုအများသောဖြစ်ရင်ဥမာလူဆိုးဖြစ်ရင်လည်းဖြစ်ပေါ့နော်လူကောင်းဖြစ်ရင်လည်းဖြစ်ပေါ့နော်ဒါပေမဲ့ဘလို့ပြောသူတို့မှတူညီရဲ့လက္ခဏာလေးရှိတယ်ဒီချိန်ဆမှန်ရင်မင်းသား character တိ ဘယ်ဟာနဲ့မှမတူဘယ်တော့ဘယ်တော့မှတမယိုးချသွားထားတဲ့ characteristic သူ့မှာမရှိဘူး။သူ့ရဲ့ character တကယ်အစားမင်းသားပုံမှန်ဆို set character လောက်မှာပါတဲ့ဟာမျိုးသူတို့ကမင်းသားအနေနဲ့တင်ရိုက်ထားတာအဲ့ character ကိုဖေးထားတာပေါ့နော်။ဆိုတော့တော်တော်အဲ့ကြောင်ပြောတော့မြင်တော်တော်လေးအမြင်ပြောင်းသွားမယ်ဟာချင်းလေဟာအလိုအလိုအာကျွန်တော်လည်းမြန်မာလေးရှင်ထွေးနဲ့တူပါရဲ့ဇလန်းကြောင့်ပေါ့လေဇလန်းကပြောမယ်ဆိုလို့ရှိရင်ဒီ anime movie မဟုတ်ဘဲနဲ့ရုပ်ရှင်တကယ်ပြန်ရရင်တော့အရမ်းမိုက်တယ်နော်ဇလန်းက အချစ်ဇလန်အချစ်ဇလန်ကမှအမိုက်စာကြီးလောက်သွားပြီးတော့တကယ်ကိုတန်ပူမြင့်ဝအောင်ဆွဲခေါ်ပါရတယ်။ပြီးတော့မင်းသားကရိုက်တာလည်းရှင်တွင်းပြောလက်ခံပါရတယ်။သူကပြောရမယ်ဆိုလို့ရှိရင်သူ့ဘဝမှာဘာမှမလိုချင်ဘူး။တနေ့ကိုထမင်းသုံးနဲ့စားပြီးတော့တတ်တောင်းတတ်တာအိမ်ရရင်ဂျင်းတတ်ပြီ။ကောင်ကစဉ်းစားကြည့်အဲ့လိုကရိုက်တာမင်းသားဖြစ်နေတာစားတော့စားတယ်ဒါပေမဲ့သူ့နေရာကြည့်တော့လည်းမှန်တယ်ပုံမှန်နဲ့မတူပဲ क्वे ထွက်တယ်ဆိုတာလည်းမှန်ပါတယ်ဒါကလည်းဒီနိုင်ငံတကာမှာရှိရဲ့ဒီ Chainsaw Man fan တွေရောကျွန်တော်မြန်မာပြည်ကဒီ anime fan တွေအကုန်လုံးလက်ခံတာရဲ့အချက်ပေါ့လေ ဘာပဲပြောဒီနေ့ယုံလာကြည့်ရဲ့အချိန်မှာနော် cosplay ကြီးအများကြီးနဲ့အဲ့လိုကြည့်ရဲ့အချိန်မှာသဘောကျသွားတာတနာရေးစီလေးဆိုရီတိန်နေနဲ့ပေးဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီကားဟို10မှ10ထဲပေးနေတယ်ဒါရှင်တွင်းနဲ့ကြည့်ရရုပ်ရှင်ကားကြီးဆိုတော့10မှာ10ပေးရလို့သိရမလားဂျပန်အနီမေးကားကြီးဆိုပေးရလို့ပဲဖြစ်နေဒါပေမဲ့တကယ်လည်းကောင်းတာဟုတ်တကယ်ကောင်းတာ10မှာ10ဆိုရင်မပေးပါဘူးဟုတ်တယ်မကောင်းတဲ့အဆုံးမပေးပါ10မှာ10ပဲကျွန်တော်ကတော့ဟုတ်အနီမေးကားပဲမကောင်းဆိုတော့ ပဲပဲလို့လို့အဲ့လိုဖြစ်မှာ။ဟွန်း30ပေါ့ obviously ။ကျွန်တော်စီစဉ်လာပြီးတော့ကုညီပေးတဲ့မလေးရှင်ထွင်းကိုလည်းကျေးဇူးတင်ပါတယ်။ရှာရှာပါပါ။ဒါနှစ်ပိုင်းတိတိလာရတဲ့လူကြောက်ပဲရှိသေးတယ်။တော်တော်တော်လည်းဧည့်သည်မခေါ်ဘူးဧည့်သည်ခေါ်ရင်ဧည့်သည်ရနေတွေ့ဝေကြရပေါ့လေဒါပေမဲ့ရှင်တွင်းရတော့လုံအောင်မရအောင်ပြောမယ်ပြောမယ်ပြောမယ်ဆိုတာပဲဆိုရင်အချိန်မရွေးပဲအနီမေးနဲ့ပတ်သက်ရင်တော့အချိန်မရွေးပဲဒီပါဒါငငယ်လေးကလည်းအနီမေးအကြောင်းငင်းခုန်နေကြဆိုတော့နော်ဟုတ်ဒီနိုင်ငံမှာအနီမေးနဲ့ပတ်သက်တဲ့ community ကရှိတယ်ပေါ့နော်ဒါပေမဲ့ဒီထက်ပိုပြီးတော့တကယ်တော့လေ မရောက်သေးတဲ့ audience ရှိရလို့ခံစားရတယ်အဲ့လူတွေကရှာမတွေ့သေးရဆိုတော့သူတို့ကြာတွေ့လို့ရှင်လေသူတို့တကယ်ကြိုက်မှာဒါပေမဲ့သူတို့အဲ့ excitement အဲ့အသစ် taste ကိုသူတို့ရှာမတွေ့သေးရဆိုတော့များများပို့ပြီးတော့လုံးစော်อ่ะအဲ့ဒါဆိုအခုတော့ငငယ်တွေကကိုရီပောင်းတဲ့ဘော်ဒါတွေအဲ့လိုလုံးစော်တာစိုင်နှစ်ကျော်15နှစ်တော့မရှိဘူးဟုတ်ပါ300လုံးစော် high five ပါအဲ့လိုโอเคပါဒါပြောကျွန်တော်ရဲ့ season ကိုကြည်ပြီးပြိသက်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ပြိသက်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါသည်လို့ဆုတောင်းနေဒီ season ဒီမှာပဲဆုံးသက်ချင်ပါရပါအားလုံးတက်တာ မလုံးဒီမှာတော့ Rezi လိုမျိုး cosplay ဝတ်တာညီမလေးနဲ့တွေ့ညီမလေးနဲ့နာမည်နဲ့မိတ်ဆက်ပြီးပေါ့ညီမလေးနာမည်က Yuki to Mei ပါညီမအပြင်မှာ Dancey တို့ကောင်းလေးတွေ့ရောကြီးစားဖြစ်တွဲမှာလားချစ်တော်ဝချစ်ဖို့ကောင်းတဲ့ကောင်လေးရဲ့အရင်သဘောကျတယ်လေဟုတ်ဒီနေ့ပွဲတော့ဘာဖြစ်လို့ cosplay ဝတ်ပြီးလာကြည့်ရလဲဟုတ် Rezi အဲ့လိုပြောဖိတ်ဖိတ်ကာရီတာလည်းဖြစ်တယ်ပေါ့နော်အရင်တော့လည်း house wear ဝါဒနာပါလို့အဲ့လိုဝတ်ဖြစ်တာပါဒီနေ့ကဟို wash party ဆိုရယ်ပွဲလေးလည်းရှိရယ်လေ ကျေးဇူးတင်ပါတယ်ခုလိုဖြေပေးတဲ့အတွက်အာညီမနာမည်နဲ့မိတ်ဆက်ယူပါညီမနာမည်ကန်တီမေပါညီမနာမည်ရော Ryan အဲ့တော့ကိုနေမိကုန်းလေးညီနေနဲ့မေးမယ်နော်ဒန်ဂျီလိုမျိုးကိုကွန်ထရိုးလုပ်လို့ရမယ့်ကောင်လေးတယောက်ပိုင်ဆိုင်မယ်ဆိုလို့ရှင်ပလေးပါလားတန်ကြီးပဲလေတန်ကြီးပဲဟုတ်တယ်ဒီတင်ပြနိုင်မှာမလားပြနိုင်ပြနိုင်လားဟုတ်လားအဲ့ဒါလို့ရှိရင်ညီလေးကိုလည်းမေးမယ်မာကီမာနဲ့ရေစင်းနဲ့ဆိုဘာသူရွှေမှာလဲ ဘာလို့ဖြစ်ပေါ်သွားပါပြီအားသလိုဒီနေ့ဘွယ်ရောဘာဖြစ်လို့ဒီလို cosplay ဝတ်ဖို့အတွက်ရွေပြီးလာကြည့်တာဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုး wash party ရှိရသလိုဝတ်ပြီးတော့လာကြတာအာတက်ကက်လကားရလို့ cosplay ရတာဟုတ် cosplay ရဆို cosplay လောက်ရဝါဒနာပါလို့လာ we just want free tickets အဲ့ဘယ်အခုလို့ဖြစ်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်